မင်္ဂလာညချမ်းပါရှင်ဇွန်လ28ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားတဲ့ထုတ်လင့်တင်ဆက်ပေးပါမယ်ဒီကနေ့ညပိုင်းသတင်းတွေမှာတော့စရုပ်ထအကြိမ်ဥရောပအာရှ ZYE Forum EEF 2025ညနာဆုံးညအစည်းအဝေးကို NASA ကဥက္ကဋ္ဌတက်ရောက်ဆွေးနွေးတဲ့သတင်းငြိမ်းချမ်းရေး Forum Peace Forum 2025တတိယနေ့ဆက်လက်ကျင်းပတဲ့သတင်းနိုင်ဂျီးရီးယားမှာလူစုခိုင်းတွေရဲ့ဝင်ရောက်စီးနှင်းမှုကြောင့်စစ်သား20ခန့်သေဆုံးခဲ့တဲ့တဲ့ အီကွေဒေါနိုင်ငံရဲ့အလို့ရှိဆုံးလူစိုးကိုင်းခေါင်းဆောင်ဖီတိုကိုပြန်လည်ဖမ်းဆီးမိတဲ့သတင်းနဲ့ကလကဘဖလားမှာရှုံးထွက်အဆင့်တက်ရောက်နိုင်တာဟာမွန်တာရီအသင်းအတွက်တမိုင်းဝင်အခိုက်အတန့်လို့ရာမော့စ်ကြုံရတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတပုံနည်းနဲ့စရုပ်ထအကျဉ်းဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ညနာဆုံးကြီးအစည်းအဝေးကို NASA ကဥက္ကဋ္ဌတက်ရောက်ဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘယ်လာရုစ်သမ္မတနိုင်ငံမင်းစ်မြို့မှာရှိတဲ့ Miss International Exhibition Center Bell Expo မှာကျင်းပတဲ့ဇရုတ်ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ရဲ့ညနာဆုံးညအစည်းအဝေးကို NASA ကဥက္ကဋ္ဌတက်ရောက်ဆွေးနွေးခဲ့ပါတယ်။စနေ၂၆ရက်ဒေတာစံတော်ချိန်ညနေပိုင်းမှာကျင်းပတဲ့ဇရုတ်ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုဥရောပအာရှစီးပွားရေးပေါင်းစည်းညီညွတ်ရေးမဟာဗျူဟာရလတ်များနဲ့အလားအလာများ Strategy of the Euro-Asian Economic Integration Outcomes and Prospects ကောင်းစဉ်နဲ့ကျင်းပတာဖြစ်ပြီး Foreign Go EAEU ရဲ့အလဲကျောက်အကထာဖြစ်တဲ့ Belarus နိုင်ငံသမ္မတနဲ့အတူ Europa Asia ဈေးဝယ်ရေးသမ္မတက EAEU အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ Russia Federation နိုင်ငံသမ္မတ Kazakhstan နိုင်ငံသမ္မတ Kyrgyzstan နိုင်ငံသမ္မတ EAEU Azerbaijan နိုင်ငံဖြစ်တဲ့ Juba နိုင်ငံသမ္မတဖိတ်ကြားထားတဲ့နိုင်ငံတွေဖြစ်တဲ့ Mongolia နိုင်ငံ UAE နိုင်ငံတို့ကကိုယ်စားလှယ်တွေ NASA ကဥက္ကဋ္ဌနဲ့နီကာရာဂွာသမရရဲ့အထူးကိုယ်စားလှယ်တို့တက်ရောက်ကြပြီးဥရောပအာရှစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုစိတ်ပါဝင်စားတဲ့မိဖက်နိုင်ငံတွေကအစိုးရကိုယ်စားလှယ်တွေအကြီးစားအလက်စားနဲ့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေနိုင်ငံတကာအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။ Miss International Exhibition Center Bell Expo ကိုတက်ရောက်ကြတဲ့ NASA ကဥက္ကဋ္ဌနဲ့နိုင်ငံအသီးသီးကတက်ရောက်လာတဲ့နိုင်ငံအကြီးအကဲတွေကို ဘယ်လာရုစ်တမရနိုင်ငံဒုတိယဝန်ကြီးချုပ်ကခီးဦးကျူဇိုနှုတ်ဆက်ပါတယ်။အဲနောက်သရုတ်ထအကျိန်ဥရောပအာရှစီးပွားရေးဖိုရမ်ရဲ့မျက်နှာစုံကြီးအစည်းအဝေးကိုပါဝင်တက်ရောက်ကြရာဘယ်လာရုစ်နိုင်ငံတမရကတက်ရောက်လာကြတဲ့နိုင်ငံအကြီးအကဲတွေကိုကျူဇိုနှုတ်ဆက်ခဲ့ပါတယ်။အဲနောက်အခမ်းအနားတက်ရောက်လာသူတွေဟာ Plenary Session Hall မှာနေရာယူကြပြီးဥရောပအာရှစီးပွားရေးပေါင်းစည်းညီညွတ်ရေးမဟာဗျူဟာရလက်များနဲ့အလားအလာများခေါင်းစဉ်နဲ့ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ EU ရဲ့အလဲကျဥက္ကဋ္ဌဖြစ်တဲ့ Belarus နိုင်ငံသမရကမေကွန်ပြောပါရယ်။အဲနောက် EU အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ Armenia, Kazakhstan, Kazakhstan, Russian Federation နိုင်ငံတို့ကနိုင်ငံခေါင်းဆောင်တွေမိဖက်နိုင်ငံဖြစ်တဲ့ Cuba နိုင်ငံသမရ Europa Asia စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌ NASA ကဥက္ကဋ္ဌနဲ့ Nicaragua သမရရဲ့အထူးကိုယ်စားလှယ်တို့ကမေကွန်နေအသီးသီးပြောပါရယ်။ အခမ်းအနားမှာ NASA ကဥက္ကဋ္ဌကဆွေးနွေးပြောကြားရမှာဥရောပအာရှစီးပွားရေးတမက EAEU ဟာစတင်ဖွဲ့စည်းထူထောင်ခဲ့တဲ့2015ခုနှစ်ခရဲကအဖွဲ့ဝင်နိုင်ငံတွေအကြားစီးပွားရေးပိုးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်စေဖို့နဲ့လူနေမှုအဆင့်အတန်းမြင့်တက်နိုင်စေဖို့ရည်ရွယ်ပြီး ဖွဲ့စည်းထူထောင်ခဲ့ကြောင်းအဆိုပါရည်ရွယ်ချက်တွေနဲ့အညီအဖွဲ့ဝင်နိုင်ငံတွေလေးလာသူနိုင်ငံတွေဖိတ်ကြားချင်းခံရတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ဥရောပအာရှစီးပွားရေးဖိုရမ် EEF ကိုကျင်းပခဲ့တာဟာအခုတချိန်နဲ့ဆိုပါကသတို့ထအချိန်မြောက်ရှိပြီဖြစ်ကြောင်းပြောပါရယ်အခုဖိုရမ်တွေနိုင်ငံတကာအဖွဲ့အစည်းတွေနိုင်ငံတွေနဲ့ ပိုးပေါင်းဆောင်ရွက်မှုတွေကနေတဆင့်ဥရောပအာရှစီးပွားရေးတမကအေးအေးယူအနေနဲ့ပြောင်းလဲနေတဲ့ကမ္ဘာပတ်ဝန်းကျင်နဲ့အညီနိုင်ငံတကာအခမ်းကဏ္ဍမြင့်တင်ရေးတယ်ယူပို့ဆောင်ရေးနဲ့စွန့်ရေးကဏ္ဍပလက်ဖောင်းတစ်ခုပေါ်ထွက်လာစေရေးအပြည့်ပြည့်ဆိုင်ရာငွေပေးချေမှုစနစ်မြင့်တင်ရေးလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များပေါ်ထွက်လာရေး ဖွံ့ဖြိုးမှုကဏ္ဍအသေးသေးမှာရင်းနှီးမြှုပ်နှံမှုလွယ်ကူချုံးမွေစေရင်ငွေကြေးဆိုင်ရာအထောက်အကူပြုနည်းလမ်းများတိုးတက်လာစေရို့ကိုတိုးတက်အကောင့်ထဲဖွင့်နိုင်ခဲ့တာကိုတွေ့ရကြောင်းပြောပါရယ်မိမိတို့အနေနဲ့ဖွံ့ဖြိုးတိုးတက်တဲ့လူအဖွဲ့အစည်းတရက်တိဆောက်ရာမှာပေါင်းစည်းညီညွတ်မှုရှိတဲ့ဒေတာရင်းအဖွဲ့အစည်းတခုကိုအပြန်လည်လေးစားမှုနဲ့တိဆောက်သွားဖို့လိုအပ်ကြောင်း EAEU ရဲ့အခြေခံမှုတွေမှာအဖွဲ့ဝင်နိုင်ငံတွေရဲ့အချုပ်အခြာအာဏာတူညီမှုနဲ့နယ်နိမိတ်တည်တံ့မှုတို့အပါအဝင်အပြည့်အစုံဆိုင်ရာဥပဒေကိုလေးစားလိုက်နာတာ အမျိုးသားအကျိုးစီးပွားကိုလေးစားတာတွေဟာကမ္ဘာမှာလက်တွေ့လိုအပ်နေတဲ့အရာတွေပဲဖြစ်ကြောင်းဒီနေ့ကမ္ဘာမှာအင်အားကြီးနိုင်ငံတွေကနိုင်ငံငယ်တွေအပေါ်နိုင်ငံရေးစီးပွားရေးအရာဖိအားပေးမှုတွေပိတ်ဆို့မှုတွေဟာကမ္ဘာနိုင်ငံတွေရဲ့အခြေခံမှုတွေကိုချိုးဖောက်နေတာပဲဖြစ်ကြောင်းကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ရှိထိုက်တဲ့ကောင်းမွန်တဲ့အခြေခံမှုတွေကိုအလေးထားပြီးကမ္ဘာနိုင်ငံတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအကောင့်ထည့်ဖော်နေတဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂ EAEU ရဲ့လှုံ့ဆော်ချက်တွေအောင်မြင်မှုတွေအတွက်မြန်မာနိုင်ငံအနေနဲ့ ခုံယူဝမ်းမြောက်ထောက်ခံကြောင်းပြောကြားလိုကြောင်း၎င်းကပြောပါရယ်မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့လှုပ်ဆောင်ချက်တွေအောင်မြင်မှုတွေကိုအလေးထားစိတ်ဝင်စားသလိုပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းတိုးမြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအဲ့လိုဆောင်ရွက်နိုင်ရဲ့အတွက်လည်းအဆွေတော်သဘာဝတိကြီးနဲ့ဖွင့်ဝင်နိုင်ငံတွေဥရောပအာရှစီးပွားရေးကောင်စီယုံကျုံတို့ကဆောင်ရွက်ပေးမယ်လို့လည်းမျှော်လင့်ကြ။အခုဇရုတ်တာအချိန်မြောက်ဖိုရမ်မှာဖိုရမ်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ ဥရောပအာရှစီးပွားရေးပေါင်းစည်းညီညွတ်ရေးမဟာဗျူဟာရလတ်များနဲ့အလားအလာများဟာအချိန်အခါနဲ့ကိုက်ညီတဲ့ခေါင်းစဉ်ဖြစ်ကြောင်းပြောကြားလိုကြောင်းဘယ်လာရုစ်သမ္မတကြီးရဲ့ခေါင်းဆောင်မှုအောက်မှာသရုပ်ထအချိန်များဥရောပအာရှစီးပွားရေးဖိုရမ်ဟာနိုင်ငံတွေအချင်းချင်းအပြန်အလှန်ယုံကြည်မှုချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုစတဲ့ရလတ်ကောင်းတွေရရှိစေမှာကိုအပြေးဝယုံကြည်ကြောင်း၎င်းကပြောပါရယ်ဆက်လက်ပြီးငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025တတိယနှစ်ဆက်လက်ကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါပါ။ နေပြည်တော်မှာကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025တတိယနေ့ကိုဒီကနေ့ဇွန်28ရက်မှာဆက်လက်ပြုလုပ်ခဲ့ပါတယ်။၃ရက်ကြာပြုလုပ်နေတဲ့ငြိမ်းချမ်းရေးဖိုရမ်တတိယနေ့မှာလည်း Foreign ဒုတိယနှစ်ဇွန်လ26ရက်နေ့ကလိုပဲ Foreign ကိုတက်ရောက်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေကတာဝန်ရှိသူတွေနေပယ်ကဏ္ဍအသီးသီးကထင်ပေါ်ကျော်ကြားသူတွေဖြရင်းပြပကအသိပညာရှင်နဲ့အတတ်ပညာရှင်တွေစတဲ့အလွန်အသီးသီးကပုံကိုတွေကအဖွဲ့1နဲ့အဖွဲ့2ဆိုပြီးအဖွဲ့2ဖွဲ့ခွဲပြီးတီးကြားစီဆွေးနွေးမှုတွေပြုလုပ်နေပါတယ်ဒီလိုဆွေးနွေးမှုတွေပြုလုပ်ရမှာအဖွဲ့1ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေနဲ့လူမှုစည်းဝါးဘဝစိန်ခေါ်မှုတွေကိုကင်တွယ်ဖြေရှင်းနိုင်မှုအတွက် နှီးဖြူဟာတွေကိုဖော်ထုတ်တာကိုဆွေးနွေးခဲ့တာဖြစ်ပြီးအဖွဲ့နှင့်အနေနဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ဟာပထဝီနိုင်ငံရေးဆိုင်ရာရှုထောင့်အမျိုးမျိုးနဲ့ဆက်နွယ်သက်ရောက်မှုရှေ့ပုံကိုလေးလာဆန်းစစ်ပြီးအသွင်ကူးပြောင်းရေးမှာကျင့်သုံးတဲ့နှီးဖြူဟာတွေကိုဖော်ထုတ်တာကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ငြင်းချင်ရင် ရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေဂျန်တရားဝါပြောတဲ့နိုင်ငံတော်သစ်စီတို့သုံးသက်ဆွေးနွေးပွဲငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025ကိုနေပြည်တော်မှာဇွန်25ရက်ကနေဇွန်28ရက်နေ့အထိပြုလုပ်ခဲ့တာဖြစ်ပြီးဇွန်26ရက်ကစပြီးတက်ရောက်လာတဲ့အလှအသီးတွေကပုံကိုယ်တွေကအဖွဲ့နှစ်ဖွဲ့ခွဲပြီးတီးခြားစီဆွေးနွေးခဲ့တာဖြစ်ပါတယ်ဆွေးနွေးမှုတွေပြုလုပ်ရမှာဇွန်26ရက်မနက်ပိုင်းကရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးခေါင်းစဉ်အောက်မှာနိုင်ငံတော်ရဲ့ပဂရီအခြေအနေတွေနဲ့ရွေးကောက်ပွဲရဲ့အရေးပေါ်မှု လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပြီးဥပဒေနဲ့အညီလွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက်ဆောင်ရွက်သင့်တဲ့အစီအမံတွေကိုအဖွဲ့နှစ်ခုစလုံးကတည်ကြားစီဆွေးနွေးခဲ့ပါတယ်။ Foreign ရဲ့မော်လဝိုင်းအစီအစဉ်မှာအဖွဲ့တစ်ကငင်းချင်းရေးပွင့်လင်းမြင်သာသောရွေးကောက်ပွဲနဲ့နိုင်ငံတော်တည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရမယ့်နည်းလမ်းတွေကိုဖော်ထုတ်ခြင်းခေါင်းစဉ်နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အလားတူအဖွဲ့အစည်းကရွေးကောက်ပွဲအလွန်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးတွင်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်မဲ့နိုင်ငံတကာအသိုင်းအဝန်းတွေရဲ့အခမ်းအနားကိုဖော်ထုတ်တာတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။နိုင်ဂျီးရီးယားမှာလူဆိုးကိန်းတွေရဲ့ဝင်ရောက်စီးနှင်းမှုကြောင့်စစ်သား20ခန့်သေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ဂျီးရီးယားနိုင်ငံအလဲပိုင်းမှာအခုသတင်းပတ်အစောပိုင်းကလူဆိုးကိန်းတွေရဲ့ စစ်တပ်အခြေစိုက်စခန်းတစ်ခုကိုဝင်ရောက်စီးနှင်းတိုက်ခိုက်မှုအတွင်စစ်သား20ခန့်သေဆုံးခဲ့တယ်လို့လုံခြုံရေးသတင်းအရင်းအမြစ်တွေကဇွန်25ရက်ကပြောကြားခဲ့ပါတယ်။နိုင်ဂျီးရီးယားမှာလက်နက်ကိုင်လူဆိုးတွေလို့ခေါ်ဆိုသူတွေကဇွန်24ရက်မှာနိုင်ဂျာပြည်နယ်မှာရှိတဲ့စစ်စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီဒေသမှာရှိတဲ့ရာဇဝဲခိုင်းတွေနဲ့ဂျီဟက်တွေကိုတိုက်ခိုက်နေတဲ့စစ်သားတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်၎င်းတို့ဟာအဆိုပါအခြေစိုက်စခန်းကိုထိန်းချုပ်ခဲ့တယ်လို့သတင်းအင်းအမြင့်တွေကပြောပါရယ် နိုင်ဂျာပြည်နယ်ဟာနိုင်ဂျီးရီးယားအလဲပိုင်းနဲ့အနောက်မြောက်ပိုင်းဒေသရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးရာဇဝင်ကိုင်းတွေဟာကျေးရွာတွေကိုဝင်ရောက်ဆင်းနင်းလေရှိပြီးလူရဲမှုတွေပြန်ပေးဆွေးမှုတွေနဲ့နေအိမ်တွေကိုမြေရှုမှုတွေပြုလုပ်လေရှိပါတယ်။ဒီဝင်ရောက်ဆင်းနင်းမှုအတွင်းလက်နက်ကိုင်းတွေလည်းထိဆုံးခဲ့ကြအောင်စစ်တပ်အရာရှိတို့ကပြောကြားခဲ့ပေမဲ့လည်းအရေးအတွက်ဘလောက်ထိဆုံးခဲ့ကြအောင်ထုတ်ပြန်ထားခြင်းမရှိတာဖြစ်ပါတယ်။ဆက်လက်ပြီးအီကွေဒေါ်နိုင်ငံရဲ့အလို့အရှိဆုံးလူစိုးကိုင်းကောင်းဆောင်ဖီတိုကိုပြန်လည်ဖမ်းဆီးရမိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံရေးအလို့အရှိဆုံးတည်ရခန့်ပြင်လော်ချိုနာရော့စ်ဂိုင်းကောင်းဆောင်ဖီတိုကိုပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့အီကွေဒေါသမ္မတကဇွန်25ရက်ထုတ်ပြန်ကြေညာချက်မှာဖော်ပြခဲ့ပါတယ်သူဟာအကြမ်းဖက်မှုတွေဇဒိုက်ဖြစ်ပွားခဲ့တဲ့ထောင်ကနေလွတ်သွားခဲ့ပြီးတဲ့နောက်တစ်နှစ်အကြာမှာပြန်လည်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ဖီတိုကိုအမေရိကန်ပြည်ထောင်စုထံပို့ဆောင်ဖို့ကျွန်တော်တို့ဘက်ကလိုအပ်တဲ့အပိုင်းတွေကိုလုံဆောင်ထားပြီးပါပြီ။အမေရိကန်ဘက်ကတုံ့ပြန်မှုကိုကျွန်တော်တို့စောင့်နေပါတယ်လို့အီကွေဒေါသမ္မတဒန်နီယယ်နိုဘိုဘာက X မှာရေးသားခဲ့ပါတယ်။ ပီတိုရဲ့လူသိများသူဖြစ်တဲ့မူရစ်ကောင်းဆောင်ဟိုဆေးအတိုဖော်မာ CS ဗီလာမာဟာ2024ခုနှစ်အစောပိုင်းမှာအီကွေဒေါထောင်ကနေလွတ်သွားခဲ့ပါတယ်။အမေရိကန်အစိုးရရှင်တွေကသူ့ကိုမျက်ကွယ်အနေထားမှာကိုကင်းဖြန့်ချီမှုလျှို့ဝှက်ခြင်းစီမှုလက်နက်နဲ့ဆက်ဆက်နေတဲ့ရာဇဝဲမှုတွေလက်နက်မောင်းခိုးသွင်းတာတွေအပါအဝင်ပြစ်ချက်9ခုနဲ့တရားစွဲဆိုထားပါတယ်။၎င်းလွတ်မြောက်ခဲ့တာကအီကွေဒေါမှာလူစုကိုင်းအကြမ်းဖက်မှုတွေကိုမြင့်တက်လာစေခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းပုံလေးနဲ့ ကလကဘဖလားမှာရှုံထွက်အဆင့်တက်ရောက်နိုင်တာဟာမွန်တာရေးအသင်းအတွက်သမိုင်းဝင်အခိုက်အတန့်လို့ရာမော့စ်ကြုံဝါခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါမက်ဆီကိုကလပ်မွန်တာရေးအသင်းရဲ့နောက်ခံလူဆာဂျီယိုရာမော့စ်ဟာကလကဘဖလားပြိုင်ပွဲမှာအသင်းအတွက်သမိုင်းဝင်အခိုက်အတန့်ဖြစ်တယ်လို့ကြုံဝါပြောဆိုခဲ့ပါတယ် မော်တော်ရီအသင်းဟာကလပ်ကမ္ဘာဖလားပြိုင်ပွဲကို6ကြိမ်မြောက်ရှင်ပြိုင်ခွင့်ရရာဖြစ်ပြီးအမြင့်ဆုံးအောင်မြင်မှုအဖြစ်တတိယရရှိခဲ့ပူပါရယ်ဒီနှစ်ပြိုင်ပွဲမှာတော့ရှုံးဝဲမရှိရလနဲ့ရှုံးထွက်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တာပါအသက်39နှစ်ရှိပြီဖြစ်တဲ့ Ramos ကအုပ်စု၃ပွဲစလုံးမှာပွဲချိန်ပြည့်ကစားပြီးခြေစွမ်းပြနိုင်ခဲ့ပါရယ်ဒါကြောင့်သူကကျုံးဝါပြောဆိုမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါရယ် ဒါဟာကျွန်တော်တို့အတွက်အရေးပါတဲ့ခြေလှမ်းတလမ်းမှာပဲကျွန်တော်တို့မှာအခွင့်အရေးရှိတယ်ဆိုတာလူအများစုကမယုံကြည်ခဲ့ကြပါဘူး။ဒါဟာအသင်းအတွက်သမိုင်းဝင်အခိုက်အတန့်တစ်ခုပါပဲ။ကျွန်တော်တို့ပွဲရိုက်မှာကောင်းကောင်းကစားနိုင်ခဲ့တာကြောင့်အောင်ပွဲခံဖို့ထိုက်တန်ပါတယ်။ဒီအသင်းကိုရောက်လာတာလအနေငယ်သာရှိသေးပေမဲ့ဒီအသင်းရဲ့အစိပ်ပိုင်းဖြစ်ရတာခုံယူပါတယ်လို့ Ramos ကပြောကြားခဲ့ပါတယ်။ Monterrey အသင်းဟာ16တင်းအဆင့်မှာ Dortmund အသင်းနဲ့ရင်ဆိုင်ရမှာပါ။ဇွန်လ28ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုတရားထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။တာယာအေဂျင့်နဲ့ညာချမ်းလေးဖြစ်ပါစေ။